ဝတာပေါင်းကိုတော့ထိုင်ဝမ်ရဲ့နေရာတိုင်းမှာတွေ့နိုင်ပါတယ်ဒီဆိုင်တတန်လေးကတော့နှစ်ပေါင်း80တတန်ရှိပြီဖြစ်ပြီးထမင်းပြူလေးနဲ့ဝသားပေါင်းလေးကိုရိုးရိုးရှင်းရှင်းပဲတွဲရောက်တာကအရန်ရောက်ရပြီးနမဲကြည့်ပါရယ်မနက်မိုးလင်းတာနဲ့တထေးကအလုဆာများပါပြီဝသားတွေကိုအစီနဲ့အသားခွဲပြီးလီးပေးမယ်အခောက်တွေကိုလည်းလီးထုတ်ပြီးတော့မှလို့ပြပေးဥရဲထည့်ပြုတ်ထားမယ်နောက်တအိုးနဲ့စီပူအောင်လုပ်ပြီးဝက်အစီကြိတ်သားတွေကိုထည့်ပြီးစီထွားအောင်ရေကျော်ပေးမယ်ဝက်စီထွက်လာပြီဆိုရင်တော့ဝသားကြိတ်သားတွေထည့်ကျော်ပြီးအရက်ဖြူပါထည့်ပေးပါမယ်မှွေအောင်လို့ငရုတ်ကောင်းမို့ထည့်ပြီးတော့မှွေပါမယ် အယောင်လောင်ဘဲငက်ပြာရည်နဲ့ဆက်နွေးမုတ်ထည့်ပြီးခဏလောက်ချက်ထားမယ်။ပြုတ်ထားတဲ့ဝက်ခေါက်တွေနဲ့အယိုးတွေလည်းရလာပြီဆိုရင်တော့ဦးရေကထုတ်ပြီးရေးစစ်ထားမယ်။ပြီးရင်တော့ဝက်ခေါက်ရောဝက်ငါးရက်သားကိုရောအတုံးလေးတွေလီးပေးပြီးအတုံးလေးတွေလောင်လို့တခြားလေးပြင်ဆင်ပေးပါမယ်။ပြီးရင်တော့သွားကြထိုးတန်လေးနဲ့ထိုးပေးပြီးအရက်ဖြူထဲကဟင်းရည်လောင်ထည့်ပြီးမီးအီးလေးနဲ့ချက်ပေးမယ်။တတိကအထွေးကြုံရှိတဲ့လက်ကလေးနဲ့အိုးကိုဖြည်းဖြည်းချင်းလှုပ်ပြီးအထက်အောက်လှမ်းမိလိုက်ရင်အသားလေးတွေအပေါ်တက်လာပါပြီ။ဟင်းခက်အမွေးချိုင်တွေကိုထုတ်ပေးမယ်။ ဒါဆိုရင်တော့နူညံ့ ISD ဝတ်သားဤတော်တော်လေးတွေပဲကြံပါတော့တယ်။ကြိတ်သားချက်ထားတာတွေကိုလည်းစမ်းပေးဖို့ထုတ်ထားမယ်။အသီးရွက်မျိုးစုံကိုလည်းခင်းချင်းပြသထားမယ်။တမင်းဖြူလေးကိုလည်းထုတ်ထားမယ်။ဘာနဲ့တွဲစားခြင်းလဲဆိုတတိကိုပြောလိုက်ရုံပဲ။လူကြီးမင်းတို့ရောဝတ်သားပေါင်းနဲ့တမင်းစားခြင်းလားဝတ်သားကြိတ်သားနဲ့တမင်းစားခြင်းကြပါသလား။ဘဲတော့ရက်တွေဆိုလူကြီးမင်းတို့ရောဝတ်သားပေါင်းစားလိမ့်ရှိကြသလား။ဒီဆိုင်ကဝတာပေါင်းကတော့အရသာမျိုးစုံရှိပြီးဝတာပေါင်းအပြင်ဝတာခင်တဲ့ဝတာကျော်တွေလည်းရှိပါသေးတယ်။နေ့တိုင်းဆိုင်တထေးကအရန်လုံများပါသေးတယ်။ တီးထားတဲ့ဝတာတုံတွေကိုစေကျော်တန်းဆင်ပြီးရင်တော့ညှိနှန်းတွေပြောင်းအိုးရဲအရင်ထဲပြုံမယ်။နောက်အိုးတိုးနဲ့လည်းဟင်းရီကြိုးဖို့ပြင်ဆင်မယ်။တကြားနဲ့ဟင်းခက်အမွေးကြိုင်မျိုးစုံထည့်မယ်။နနက်တီနဲ့ပန်းတီလေးလှီပေးမယ်။အတီထည့်ရင်ဝတာပေါင်းကပိုစားလို့ကောင်းပါလေ။ဟင်းခက်အမွေးကြိုင်မျိုးစုံထည့်ပြီးချီပီးလိုက်ရင်အိုးရဲထည့်ပေါင်းလို့ရပါပြီ။စေးထားတဲ့ဝတာတုံတွေကိုလည်းဟင်းရီအိုးရဲထည့်မယ်။ပြာနဘူးလောက်လဲထဲမယ်တနာ ਈ လောက်နေရင်ဟင်းခက်အမွေးချိုင်ထဲထားတဲ့အိတ်ကိုဖယ်ထုတ်ပြီးဝတ်သားတွေကိုဒုတ်လေးနဲ့ထိုးပေးပြီးရင်တော့ဦးရေကထိုးလို့ရပါပြီ ဝတ်သားဤဆက်ဆက်လေးကိုမြင်လိုက်တာနဲ့လူကြီးမင်းတို့အကုန်တရေတွေကြလာကြပြီမလားအရင်နူးညံ့ဤဆက်နေတာမို့ဓာတ်နဲ့လီရင်မကြေသွားအောင်ယူဆိုင်ပေးပါအပြားတသေးလေးတွေလီပြီးရင်တော့နှမ်းလေးဖြူပေးပြီးအနှစ်လေးဆန်းပေးပါမယ်ဝတ်သားပေါင်းကိုငရုတ်အနှစ်နဲ့နေပြီးရင်လည်းဝတ်သားခင်လို့စားလို့ရပါသေးတယ်အကျော်စားခြင်းတဲ့လူတွေဆိုရင်လည်းစီနစ်ကျော်စားလို့ရပါသေးတယ်ဒီလိုအနှံ့ရတာနဲ့ပြည်စုံတဲ့ထမင်းဝိုင်းလေးကိုလူကြီးမင်းတို့ရောလာမီးစမ်းကျင်ကြပါသလားကိုရီးယားနိုင်ငံကအကြောင်းတကြောင်ရဲ့နေလက်စာကြွေးခင်းမှုပုံစံလေးပါ အကောလုံးကတော့အလကားမဟုတ်ပါဘူးတန်ရှင်းလက်ဆက်ပြီးအာဟာရရှိအောင်ပြင်ဆင်ရတာမျိုးချက်တဲ့သူတွေကအရန်တတိထားရပါတယ်ထမင်းချက်ထားပြီးတော့ဝတ်သားသုံးတပ်သားတွေကိုစကင်ပါတယ်ဆက်ထားတဲ့ကိုရီးယားနှစ်ထဲပြီးနှံ့အောင်နေပြီးကအကင်းဆက်တဲ့ထဲ့ကင်ပါတယ်ဝတ်သားကင်တွေတော့အတိရွက်တွေစစေးပါတယ်အတိရွက်တွေကိုပုံမှန်တန်ဆင်အောင်စေးဖို့အရန်ရေးကြည့်ပါတယ်မပြောင်းမချင်းစေကြရတယ်ဆလက်ရွက်တွေကိုတော့တရွက်ချင်းချွေပေးလိုက်တယ်ငရုတ်သီးစိမ်ကိုတော့အလေကနေနှချမ်းခွဲပေးလိုက်တယ်စပြေတီးတွေကိုလည်းတန်ဆင်အောင်စေးကြပါတယ် ဝကိညွေရလာတော့ထမင်းလေးဖို့စပြင်မာတော့တယ်ရေညီဘော်ကိုထမင်းပြူထဲမယ်အပေါ်ကနေဆက်လက်ရွက်နှံရွက်ဝကိငရုတ်သီးစိမ့်နဲ့ငရုတ်နှစ်ထည့်ပြီးတေချာလေးလေးပေးမယ်ထမင်းလေးလုပ်ပြီးရင်တော့ဦးရဲကိုဝက်အစီတွေထည့်ကြပြီးဝက်စီထုတ်ပေးပါမယ်ရလာတဲ့ဝက်စီနဲ့ကင်ချီကြောမယ်အလို့ဆိုပို့ပြီးတော့စားလို့ကောင်းပါတယ်နှစ်ထားတဲ့ကင်ချီတွေထုတ်ပြီးဝက်စီနဲ့ကင်ချီကြောပေးမယ်အလို့ဆိုပို့ရတာရှိပါတယ်စားစရာတွေပဲရှိနေတော့တောက်စရာဟင်းရည်လေးလေးချက်ပါမယ်ကင်ချီတွေကိုပဲပဲမောင်းနဲ့ပဲပြားထည့်ပြီးကင်ချီဟင်းရည်ချက်လိုက်မယ် ။ထမင်းစားချိန်ရောက်လာတော့ចောင်းသားတွေတယောက်ပြီးတယောက်ရောက်လာကြပါတယ်။ចောင်းသားတိုင်းကိုစီပကံလေးတွေခြင်တာကအလौသမားလေးတွေကဟင်းလေးတွေထည့်ပေးပါတယ်။လူကြီးမင်းတို့ရောဒီနေ့လေစားလေးစားရရင်ဘိုင်းဝမယ်လို့ထင်ကြပါသလား။